မြန်မာအီဂျစ်နိုင်ငံအခြားလေယာခန်းနာပူပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချုပ်လွှာကိုယမန်နေ့ကအီဂျစ်နိုင်ငံကိုင်ရိုမြို့အုပ်ချုပ်ရေးမြို့တော်တည်ရှိအီဂျစ်နိုင်ငံစိုက်ပျိုးရှိနှင့်မြေယာပြုပြင်ပြောင်းလဲရေးဝန်ကြီးဌာနမှလက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။ အဆိုပါနားလည်မှုစာချုပ်လွှာဟာမြမအီဂျစ်နိုင်ငံဆက်ဆံရေးရအတွက်အရေးကြီးသောသမိုင်းမှတ်တိုင်းတစ်ခုဖြစ်ပြီး1994ခုနှစ်ကမြမနဲ့အီဂျစ်နိုင်ငံတို့အကြားပထမအကြိမ်လက်မှတ်ရေးထိုးခဲ့တဲ့လေယာခန်းနာပူပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချုပ်လွှာကို ပြန်လည်ပြင်ဆင်ပြည့်စွက်အသည့်ရေးဆွဲကဒုတိယအကြိမ်လက်မှတ်ရေးထိုးခြင်းဖြစ်တယ်လို့သိရပါတယ် နားလည်မှုစာချုပ်လွှာအရာစိုက်ပျိုးရေးနည်းပညာဖလှယ်ခြင်း၊စွမ်းဆောင်ရည်မြင့်တင်ခြင်း၊သူရေသနာပိုင်းဆိုင်ရာပူပေါင်းဆောင်ရွက်ခြင်းနဲ့ရေရှည်တည်တံ့တဲ့လေယာစိုက်ပျိုးရေးဆိုင်ရာအလေးအကျင့်များပူသွဲဆောင်ရွက်ခြင်းစတဲ့နယ်ပယ်တွေမှာနိုင်ငံပူပေါင်းဆောင်ရွက်မှုကိုအသုံးမြင်ဆောင်ရွက်နိုင်မှာဖြစ်ပြီးနိုင်ငံစိတ်ဝင်စားတဲ့စိုက်ပျိုးရေးထုတ်ကုန်များနဲ့ဆက်လင်းတဲ့ကုန်သွယ်မှုကိုလည်းမြင့်တင်နိုင်မှာဖြစ်တယ်လို့သိရပါတယ်ရှင်။